အလိုမင်္ဂလာမနက်ခင်းပါခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမင်းကကျွန်တော်အိမ်မရောအိမ်ပြောပါမယ်ဆိုတဲ့အစီအစဉ်ကမပြောပြဘူးဆိုတာကမင်းကကျွန်တော်တို့လည်းအခက်အခဲတွေရှိတယ်ပြန်လာရတာလေအဲမိုးကလည်းအဲညနေပိုင်းဖောင်းဖောင်းနဲ့ကြားတယ်လမ်းချင်းတွေကလည်းရောက်ဘူးတဲ့လူတွေတိလိမ့်မယ်တော်တော်လေးဆိုးတယ်အဲ့အတွက်စထွက်သွားတဲ့ညကမနေ့ကကျွန်တော်၄ရက်၄နေ့ရောက်ထွက်တယ်၄နေ့20လောက်ကျွန်တော်တို့လိုင်းသားရအထွက်ထန်းနေမိဂိတ်မှာ ။ထားနေမိဂိတ်မှာကျွန်တော်တို့အလန်းထဲမှာချထားတဲ့လူမျိုးအတန်ကြောင့်လေးသူစည်းကြိုးနေအဲ့ဒါကိုကျွန်တော်ဝင်တိုက်မိတယ်။မနေ့ကဘိုးလေးနဲ့ကြာပြီးတော့ဘောပါဟိုဝင်တိုက်မိတယ်ဝင်တိုက်ပြီးတော့အဲ့မှာကျွန်တော်ရှင်းစင်းရတာဘောနော်ကားပေးကပ်ပြီးတော့အမားရှိတဲ့တောင်ဝင်ရှိတဲ့တောင်ဝင်ကြနေတဲ့ပုံကိုယ်လေးအဲသူတို့နဲ့စကားပဲပြောရမှာနော်အဲ့တော့ကျွန်တော်အကျိုးကျောင်းရှိမယ်ကိုကြီးဒါလေးဒီလိုရှိကျွန်တော်သွားလို့ရှိပါတယ်။အိုကေရတယ်ကြီးလေးအဲမင်းတို့ကားနဲ့ပတ်သက်တဲ့စကားဆိုရင်တော့ပေးကြလိုက်အကျောင်းအဲ့ဒါပေးကြရတယ်ထားကြရတယ်ထားပြီးကျွန်တော်မျောမျောဆက်သွားတယ် အဲနောက်တော့ကျွန်တော်မနက်၈နာရီကျော်တော့ရောက်တယ်၈နာရီကျော်တော့ရောက်တဲ့အချိန်မှာအဲကျွန်တော်တို့လက်ခံပေးတဲ့လက်ခံပြီးကုညီပေးတဲ့နေမင်းတို့အဲကိုကျွန်တော်သွားတယ်ဒါသွားပြီးသူနဲ့ကျွန်တော်လက်ဖိတ်တန်ကိုသွားတယ်အဲလက်ဖိတ်တန်ရောက်တဲ့ခါမှာကျွန်တော်ဘုံကျိုဆက်ထားတဲ့ကျွန်တော်အစားဆုံးပြောပြနေရနော်ဘုံကျိုဆက်ထားတဲ့ပရိုက်ဒါကိုကြီးတောက်လာတယ်အဲဒီကိုကြီးနဲ့ပတ်သက်ပြီးတော့မှဟိုကျွန်တော်မိမမဲ့တော်တော်ကြီးတယ်ညီလေးတယောက်ပါလာတယ် ဘလို့ကိုညီပြရမလဲဘာလဲပေါ့နော်လာတယ်သူတို့လည်းတစ်ပြည့်ထိုင်နေတဲ့အချိန်မှာကျွန်တော်ကိုကူညီပေးတဲ့ main ကလေးကောင်မလေးကပါမလာဦးတယောက်တည်းလိုက်လာတဲ့ဆိုင်မှာကျွန်တော်တူစားနေတယ်ကော်မတီရောက်လာတယ်ကိုကြီးဒီမလေးနဲ့ဖုန်းဆက်ပြီးတော့ပြောပေးတယ်အဆင်မပြေဘူးတွေ့ဖို့လက်ရှိမှာလဲအဲ့ဒါအာတမီးကြီးကမြောင်းမြတ်မှာပျောက်နေပြီလို့ဘာလို့မပြောပါနဲ့ရှိပါတယ်နော်အရှိတဲ့ဆိုတတ်တဲ့ပြကွာလို့ပြောလို့မရဘူးနော်ပြလို့ရရတယ် ပြမယ်ရှိနေတယ်ကျမကြီးကောင်းပါတယ်ဘုလိုမျိုးကြီးအေးရတဲ့လဲနေတာမျိုးမဟုတ်ပါဘူးကလေးတကယ်တော်ပါတယ်ချီချီဖို့ကောင်းပါတယ်သူ့ဘာသူပဲဟိုဘယ်လိုခေါ်မလဲလန်လန်ဆန်ဆန်လေးရှိတယ်ကောင်းပါတယ်ကလေးလည်းလေဘာလို့ဆိုသူ့မိသားစုတွေကလည်းမတရားချစ်တယ်ကလေးကိုနော်သူ့မိသားစုတွေမတရားချစ်ကြတယ်သူ့ဦးလေးတွေဖွားတွေဒေါ်တွေမလေးဂရုစိုက်ကြတယ်ကလေးပုံလည်း အဲ့ဒီကြောက်မယ်အဲ့ဒီလိုမျိုးလက်ဖေးဆိုင်မှာထိုင်နေတဲ့အချိန်မှာပြန်ပြောပြီနော်ငါမပြောမယ်ကျွန်တော်စကားပြောရဲ့နေလို့ဆိုပြီးတော့ကျွန်တော်ဝင်ဝင်မှန်းနေကျွန်တော်ဆရာသမားတွေကမနေခင်မပြောသွားတို့ဘာလို့ချုပ်ဖို့ကောင်းနေနော်အဲ့ဒီပဲအဲ့ဒီအချိန်မှာကိုကြီးတယ်ကိုကိုကြီးပါဟုတ်ပြီတော့ဟောဒီဘုံက sorry နော်ဖုန်းလာလို့ကျွန်တော်ဟိုအဲ့လိုဖြစ်တဲ့အချိန်မှာ 你，鸟命，鸟命，那个，不会低头啊！阿哥，你阿凤的麦子弄嘛死的，都弄破了，都弄麦不熟，阿公司的弄嘛，阿那叫那万达，我阿爸弄矮坡地就弄阿矮坡地就弄阿多家的弄过的啊，像我们阿矮坡地阿住的那叫那水泥的，多家的，嗯，阿都牛皮的，听嘛。 အကျွန်တော်ဖုန်းဆက်လိုက်ကောညီလေးအကိုကြီးရောမမြင်ဘူးတက်ကြည့်လိုက်ရတာမျိုးအကိုကြီးအကိုကြီးကျွန်တော်ကျွန်တော်ကျွန်တော်ညမရောက်နေပါတယ်အကိုပေါ့အဲ့တော့အကိုနဲ့ကျွန်တော်တို့မြင်ချင်းဆိုင်ပြီးတော့မိဆက်ရင်းနဲ့အကိုကိုကျွန်တော်တကူအဲ့ခံပြရစီโอเคညီလေးလာခဲ့မယ်တဲ့ညီလေးလည်းဟိုပြောလေးဘာကိတက်ကြည့်လို့လဲတဲ့ဆိုရောက်လာတဲ့ဒီစကားပဲပြောမှာဆိုတော့အကိုကြီးလို့ကျွန်တော်ဒီကလေးမလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာတာလို့ အဲ့ဒါကလေးမလေးတွေကျွန်တော်သွားခြင်းနဲ့အကိုပြီးကလေးမလေးတွေကျွန်တော်ရုပ်တရုပ်လက်ဆောင်ပေးခြင်းနဲ့ပြီးတော့ကလေးမကြီးစိတ်တွေမကြဘူးလေအဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့မျိုးမျိုးစူးစမ်းပြီးတော့ကျွန်တော်စကားလေးတွေပြောခြင်းနဲ့အဲ့ပြီးတော့သူမိဘတွေနဲ့သူညီကောင်မတော်တွေနဲ့တွေ့တဲ့ခါမှာတင်ညာရေးနဲ့ပတ်သက်လို့ရန်ကုန်မှာကျွန်တော်ပေါင်မွေးကျွန်တော်ညီလေးတယောက်ရှိသေးတယ်အဲ့မှာကျွန်တော်ဖိုင်နဲ့ပတ်သက်ပြီးတော့ရှင်းမိခါတယ်ကျွန်တော်ညီလေးအဲ့တော့အဲသူအပါဝင်ကျွန်လေးစားတဲ့တောင်းချပါကြီးတယောက်ရှိသေးတယ် ဒီကလေးလေးကိုကိုပိုင်ကြောင်းလေးထားပေးခြင်းတာအဲအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆောင်ရွက်ပေးခြင်းတဲ့ဟာလေးတွေကျွန်တော်ဟိုဘက်ကလည်းရှယ်လင်းလေးလုပ်ပြီးတော့ပြောဆိုပြခြင်းတွေပါကြပါတော့အဲ့လိုမျိုးကျွန်တော်ဖုန်းကြီးကပြောလိုက်လဲပြောလိုက်ပေါ့โอเคတဲ့ညီလေးခုပမာလဲတဲ့ကျွန်တော်အဲ့ဒီကလေးမလေးအိမ်ညဆောင်တော့ကလပေးတိုင်းမှာဟိုရေဆိုโอเคကိုကုထွက်လာပြီတဲ့အဲ့တော့လေတပည့်အလာဝတာလာပါဘနော်အဲ့မှာကျွန်တော်ကူညီမဲ့ကောင်းပါလေးဒီနဲ့စကားတွေပဲပြောဆိုနေတဲ့အချိန်ကျွန်တော်ကြာလိုက်တာတော့ကြာကြာရည်လို့ပြောကြ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 ာတော့ကျွန်တော် အမြောင်းများမျိုးကအဲ့လိုမကျေဘူးလေဒီကိုဘာလဲလာတော့ကုံကြောင်းလားအနွားလဲလေလားစွဖားနေလားကိုလည်းတွေးရအောင်နော်အားလည်းဘတ်ကိုဖုံးဆက်လိုက်တယ်အာကိုေးဆိုအားတစ်ခါပြောတာတော့ရှင်းတယ်နော်ညီလေးကကိုကြီးဒီနေ့မအားတော့ဘူးတဲ့ကိုကြီးနေသွားတော့မှာကိုကြီးဒီနေ့မအားတော့ဘူးတဲ့ဒီနေ့မအားတော့ဘူးနေသွားတော့မယ်ပြီးတော့ပြတ်သွားရင်ခဏလေးတော့တွေးလို့မရတော့ဘူးနော်ဒုံညမမမရှိတော့ဘူးနော်နေသွားတော့မှာရှင်းတယ်နော်ပြောတာတယ်သူကဟာအကိုေး ဟိုညီဒီအားတော့ဟိုနောက်ဖို့ညီမတွေ့မယ်ညီဒီရတယ်ထားလိုက်တော့တကယ်ဒါတယောက်သွားပြီအဲ့ဒီမှာကျွန်တော်ကူညီတဲ့လင်မယားကောင်မလေးကောင်မလေးတို့အဲ့ပြန်လာရောကောင်မလေးရဲ့ဦးလေးနဲ့တော့တွေ့ပြန်လာတော့ပြောပြန်လာစမပြေဘူးကိုကြီးတဲ့ဘာလို့ဆိုတော့လက်ရှိမှာလည်းအခုလောလောဆယ်မိမိတို့ကလည်းမနိုးသေးဘူးအဲ့နေတော့နဲ့ချစ်တုံလေးကလည်းအဲ့နေတော့ခလေးကလည်းအိတ်ပုတ်ကြီးချစ်လို့စားတော့နော်အဲ့နေတော့နဲ့ပြီးတော့ဟိုပါ သူတို့ဘက်ကဘာလဲဆိုတော့ခဏနေပါဦးစောင့်ပါဦးအဲ့လိုမျိုးကြီးပြောထားတဲ့အတွက်ဒီအရက်ပတ်သက်လို့ဒီ case နဲ့ပတ်သက်လို့ decision မချရသေးဘူးเนาะအကြောင်းပြန်မယ်ပေါ့အဲ့လိုမျိုးပြောထားတာတပတ်တပတ်ကမိသားစုဝင်တွေကဘာတောင်းဆိုထားလဲဆိုရင်နားနဲ့ကြတော့เนาะ ိုလိုမျိုးဝူရူရဘေမနာဘောလုံးပဲသားလေးလာပြောတာမဟုတ်ဘူးကာကရှင်ရဲ့အုတ်ထင်းသူဟယ်လိုလေးလမ်းပြောတာဒီမနက်မှပြောတာသူတို့ဘက်ကညနာနဲ့ကလေးတွေကိုကြောင်းထုတ်ဖို့မတောင်းဆိုဘူးကြောင်းပြောင်းပြီးချစ်ချစ်တော်တော်အကြောင်းမပဲတတ်ပါသူငယ်တဲ့ခါကျတော့အကြောင်းမပဲတတ်မယ်ကြောင်းပြောင်းပြီးနောက်တစ်ချက်က ဗီဒီယိုမရိုက်ဘူးလိုင်းမမတင်ဘူးကာယကရှင်တွေဘက်ကချက်ချက်တုံတော့ပြန်ပြီးကျူးလုံတဲ့ကလေးတွေပြန်တောင်းပန်ပြီးပြန်တောင်းပန်ပြီးโอเคအဲ့ဒါကိုအဲ့ဒါကိုတစ်ဖက်ကကျူးလုံသူတွေနဲ့ပတ်သက်ပြီးတော့ကာကရှင်ကျူးလုံတဲ့ကာကရှင်မိဘတွေကိုဒီဘက်က ဝင်းဝါချစ်ချစ်တော့ရဲ့တောင်းဝဲလူတွေမမြင်မှုသေးဘူးလာလိုက်ရင်အိမ်မေးလားဟိုမှာလမ်းလေးကတပြက်လားလူဆိုတဲ့လူတွေပဲလာတာအဲ့ဒါကိုတစ်ဖက်ကမြင်ရင်လည်းပတ်သက်တဲ့ဘက်ကလူကြီးတောင်းရှိတဲ့လူတွေကလည်းအဲ့ဒီတောင်းဆိုချက်ကလေးနှစ်ချက်ကိုအခုတည်းကမပြေရှင်းမနိုင်သေးတာပါတဲ့အခုကျွန်တော်ဖုန်းဆက်တော့ဒါလေးရက်ကြီးသွားပြီတဲ့ခဏဆောင်ပါဦး ဟုတ်ပါပြီလုတ်ပေးမယ်ဆိုပြီးတော့၄ရက်ရှိသွားပြီတဲ့ဟောရုဘကလည်းအဲ့လိုမျိုးကြီးတော့တာချီမဆောင်နိုင်တော့ဘူးတဲ့တလားအဲ့ဘကလူတွေလည်းကျွန်တော်ကသတင်းသမားလည်းမဟုတ်ဘူးဒါရမို့ကျွန်တော်ကစိတ်ကနာကြတခုနဲ့ဒီဘောပါလာတာဒီကိစ္စတခုပဲကိုအဲနော်အေးကျွန်တော်မှလည်းကျွန်တော်လည်းပတ်သက်ပတ်သက်ကြောင်းအတားဝဲမိတ်ဆွေတွေဖွဲ့စည်းတငယ်ချင်းပေါင်းစည်းလည်းရှိတယ်ဒါလေးတော့မမကန်ကန်လေးဖြစ်အောင်ကိုကြီးဆောင်ရွက်ပေးလိုက်ဟိုဘကလည်း နေမင်္ဂလာကြီးပြန်တောင်းဆိုရမှာမဟုတ်ဘူးနော်ကာကန်ရှင်ဘက်ကလည်းအဲ့ဒါမျိုးလေးပဲလုပ်ပေးနော်ဒီဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုးပြီးခဲ့တဲ့2024မှာခရေကခရေကချစ်ချစ်တော့6တန်းအခုပြန်တိုက်လဲ6တန်းတက်အဲ့ဒီမှာတွေက6တန်းမဖြေလဲရဘူးမဖြေရဘူးအဲ့ဒီချိန်နေနေဘလို့မှတက်ဖြေလို့မရဘူးလေဆောင်းဝဲနော်ဆောင်းဝဲမဖြေလဲရဘူးအခုပြန်တိုက်6တန်းမပြန်တက်ဟော အဲ့ဒီဘက်ကအဲ့ဗီဒီယိုပိုင်း line ပေါ်တင်ပြီးကျူးလွန်တဲ့အုပ်စုတွေကိုအင်မတန်မှကြောက်စရာကောင်းပြီးကြီးလေးတဲ့အပြစ်ဒဏ်ကြီးချလိုက်တယ်မနစ်ကတိလာကျောင်းနှစ်ပတ်နားလခမ်းလိုက်တယ်အင်မတန်ကြီးလေးတဲ့အပြစ်ဒဏ်ကြီးရောဟိုမှာ6နှမ်းနဲ့6နှမ်းဖြစ်သွားတယ်အခုလည်း6နှမ်းပဲ ဲ့လိုမျိုးတရားမြတ်တော်မူကိုရှာမယ်ဆိုရင်အဲ့မှာသွားရှာမှန်တရားဘတ်တော်ကားလေးယူပြီးအဲ့မှာတကယ်လေးတော့ကောင်းတယ်နံပါတ်ထုတ်မပြောသေးဘူးနော်နောက်ဆုံးရရှိမြင့်အောင်ရှင်နံပါတ်ပြောလို့ဖမ်းခဲ့မယ်ဆိုလည်းပြောမှာဒီလားရရှိရှိလေးထားလိုက်တော့မနေ့ကကိစ္စ ်အခုလဲဒီကလေးတွေကိုကြောင်းလေးပြောင်းပေးနော်အေးပြောမယ်လိုင်းပေါ်မှာပြောထားတဲ့ဟိုကိုကြီးဒီကလေးမလေးကဘလို့ဗီဒီယိုဖိုင်နေတင်တာပါဘလို့လေးဘယ်ဟို HD ပို့တာပါညာတာရကဒီအောင်ဖြစ်ဖြစ်မယ်အသေးပွဲဖြစ်ဖြစ်မယ်အုပ်စုလိုက်ဖြစ်ဖြစ်မယ်တေးကြတဲ့ကဟိုလူဆိုးလူမဲ့တွေပြောရမလို့နော်အုပ်စုလိုက်ဆိုတာမတွေးဖို့ပြောထားလို့လက်မခံဖို့ပြောထားတာ အန်ဒီတယောက်ကကျွန်တော်ပြောအောင်မယ်နော်အန်ဒီတယောက်ကိုလည်းအန်ဒီကဘဝထုထုထောင်းထောင်းနော်ဒလားတဖက်အတိုင်းဝိုင်းမိသားစုလာပြီးတော့လေသူတို့ကစိတ်အဲ့လိုမျိုးဖြစ်နေချိန်မှာထပ်ပြီးတော့မှဘလူလေးလိန်ပြောပေးပါတို့ဘလူလေးညာပြောပေးပါတို့မလုံနဲ့နော်အန်ဒီနာမည်လည်းကျွန်တော်သိတယ်အန်ဒီဘယ်ရဆိုတာလဲကျွန်တော်သိတယ်ကျွန်တော်ဒီဝိုင်းနေတာပြောပြလိုက်အန်ဒီအုံးတိုင်းကိုဂျုံးတွေပါလိမ်းသွားမယ်နော်ဘာဖြစ်တယ် မေးလာခဲ့လို့ရှိရင်ခလေးလေးကျမကြီးတော်တော်မကောင်းလို့ကြောက်မတက်တာပါလို့ပြောပေးပါဟာလားတိတ်မနှုံနဲ့ကျွန်တော်လက်စိတ်သိရှာမဟုတ်ဘူးယူပြီးထပြောလိုက်ရတာသိလားကဲဒါပဲတော့ဟိုမှာသွားတွေးဖို့ပြီးဖို့ခက်ခဲတယ်ဒါမဲ့ဘာအဆက်အသွယ်မှမရဘူးလို့ကျွန်တော်ပြန်လဲချိန်မှာကျွန်တော်တို့အဲ့မင်းညာအဲ့ချန်ဒီယိုတိုက်ခဲ့လို့ sorry အဲ့လမ်းလမ်းဟာဟာကိုတိုက်ခဲ့လို့ရှင်းမဲ့နေရောက်ခဏလို့ဖုန်းကြီး ကျွန်တော်ချစ်ချစ်တုံးလေးဖုံးပြောရတယ်ကျွန်တော်ရဲ့ခြေသူရှင်လင်မယားပေါ့အဲရအယုတ်တော့ပေးနေချစ်ချစ်တုံးဖုံးပြီးပြောတာချစ်ချစ်တုံးတို့ပေါ့နော်ခလေးသမီးလေးဒီသမီးလေးစိတ်တက်မကြရအောင်ဟိုစိတ်တန်ရာကြောင့်လူပြိုရိုင်လဲမသွားအောင်အဒီလိုဖြစ်ရည်နဲ့ဒီလိုဖြစ်ရည်ကြောင့်ဘဝကိုအရှုံးပေးလိုက်เสียမလို့ဘူးဆိုတဲ့အကြောင်းလေး ပြီးတော့ခွန်ဝပြန်ဖြစ်စေမယ်ဟာကျွန်တော်ဟိုဘလိုမလဲကျွန်တော်အုံနှောင်းနဲ့တွေးနိုင်တော့တွေးတယ်ကျွန်တော်ရင်မတည်းကကျွန်တော်နှလုံးသားနဲ့ကျွန်တော်စကားပြောခဲ့တယ်တကယ်လေးလေးနက်နက်ကလေးကျွန်တော်ပြောပြခဲ့တယ်ဗီဒီယိုဖိုင်လေးကျွန်တော်ဒီကိုအခုကျွန်တော်ပြမယ်ပုံညပို့ပေးဒီရုပ်လေးကိုသူလက်ခံထားတယ်ဆိုတော့အကြောင်းဖတ်ထားတယ်။အပြီးတော့ကျွန်တော်သူ့အတွက် ခွန်အားဖြစ်စေမဲ့ဟာပေါ့နော်သမီးလေးကိုခွန်အားဖြစ်မဲ့အားပေးမစကားလေးပြောခဲ့ပါအောင်ဆိုပြီးကျွန်တော်တောင်းဆိုလာတဲ့အဲညကမော်မဆွေမျိုးတွေအကုန်လုံးကျွန်တော်လည်းပြောတတ်တယ်လို့ခင်ဗျတော့ပြောခဲ့တယ်အဲကျွန်တော်ဗီဒီယိုဖိုင်လေးကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ပေးခဲ့တယ်အဲ့ဒါလေးကိုလည်းသူကြည့်နေတယ်အဲတကယ်အဲ့လိုမျိုးလေးဒီလည်းတော့ပြန်လာတဲ့အချိန်မှာတော့အရှိမလည်းဖြစ်နေတဲ့ကိစ္စကြီးရှင်းရအောင်မယ်ဆိုတော့ စိတ်ပူပန်ပြီးတော့ညှင်းနေတဲ့အချိန်လေးကသွားရသွားတယ်ကဘာမှမပြူကြရဘူးပြူရပါတော့အဲသူနဲ့လည်းဖုန်းကိုယ်တိုင်ပြောလိုက်ရတော့ပြောတော့တော့စိတ်လည်းကျင်တတ်တာပေါ့ပြီးတော့ချက်ချင်းကျွန်တော်ရုပ်ကိုသူဖတ်ထားတဲ့ဟာဖတ်ထားတဲ့ပုံပြီးတော့ကျွန်တော်ရဲ့ကျွန်တော်ထားခဲ့တဲ့ view file ကိုသူရက်ကြည့်နေတဲ့ပုံကျွန်တော် လိုင်းမုံတင်းကြီးနေဗျာတင်းတင်းပြကြတာဘုန်းတော်ဟာဓမ္မတွေ့လားငါသွားခဲ့တာငါတို့မျိုးတွေတို့မျိုးတော့ငါတီးခဲ့ရတယ်ငါရခဲ့ရတယ်ဒါပေမဲ့မတင်တော့ပါဘူးပြန်တော့ကျွန်တော်ပြတော့ပြမယ်မတင်တော့ဘူးကျွန်လဲဒီကိစ္စလင်ပတ်တယ်လို့ကုညီရရှိနေကျွန်တော်ပြင်ရမယ်ကုညီတော့မယ်ဒီဒီတစ်တော့ပေါ်မှာဒီကလေးအကြောင်းနဲ့ပတ်သက်လို့ ဒါနောက်ဆုံးပါပဲကျွန်တော်ပြောတာအဲကျွန်တော်မှကျွန်တော်အခုဖုန်းဆက်တော်ရေးလိုက်ရပြီသူတို့မိသားစုတွေနဲ့အဲကျွန်တော်ကူညီသူတို့ကကျွန်တော်ကူညီလိုတယ်လိုအပ်လာတယ်ကျွန်တော်ကူညီမယ်လိုက်ပါဆောင်ရွက်ပေးမယ်အဲ့ဒါကျွန်တော်ရင်ထဲမှာဖြစ်သွားတဲ့အကြောင်းအရာတစ်ခုကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ခံစားချက်တီကြောင့်လိုက်ကူညီမှာဒါပဲကျန်တာရတော့ကျွန်တော်အားလုံးကိုအမှုပြုတောင်းပန်ပါတယ်ကျွန်တော်ကတိတ်ဆိတ်မရှိဘူးဟို သိစိတ်မရှိဘူးတချို့ကလည်းနားမလည်ဘူးသိတယ်မလားဟိုနားမလည်လူလည်းအပြစ်မပြောပါဘူးသူတို့လည်းအာသိကျင်ဆုံးနေကိုစုံနဲ့ဟာမပြောသေးဘူးကွာဘာညာဒီမျိုးလို့ဖြစ်ပါဘူးနော်အဲ့တော့ဒါကဒီကလေးလေးနဲ့ပတ်သက်လို့တင်တဲ့ဗီဒီယိုဖိုင်ကနောက်ဆုံးပါအဲကျွန်တော်ပြောတာဒါပေမဲ့အကူအညီပေးသောမှာသူ ဖွားနဲ့လည်းဖုန်းပြောပြီးပြီးသူ့ဦးလေးနဲ့လည်းဖုန်းပြောရတယ်မနေ့ကပြန်လာတော့မှချစ်ချစ်တုံနဲ့လည်းဖုန်းပြောခဲ့ရတယ်နော်ကျွန်တော်ဓာတ်ပုံမတင်တာတော့စိတ်မထင်ပါတမျိုးမထင်ပါနဲ့ကျွန်တော်အမျိုးတောင်းပါတယ်နော်ဒီမှာကြည့်ပါဟိုမှာတော့တော့မြင့်မှန်ပါဘူးပေါ့နော်ဒီမှာကျတော့သူမြင့်မှန်တဲ့ဒါလေးတော့ကျွန်တော်ပြမယ်ပါတော့ကျွန်တော်ပို့လာတဲ့ပုံလေးပြာဒါကဟိုကလေးမလေးမဟုတ်ဘူးဘောင်းကြောင်ယူတော့ ဆိုရင်လည်းမတက်နိုင်ဘူးเนาะဒီမှာကြည့်ညလုံးကောင်းတဲ့လူဆိုတော့တည်တယ်เนาะကျွန်တော်အားလုံးတကယ်ပါစေတနာအရင်းငံနဲ့ကျွန်တော်လိုက်ကူညီပေးတာပါเนาะအဲ့ဒါလည်းကျွန်တော်နားလေပြီးကျွန်တော်ဘာအောင်တကယ်ကူညီတကယ်ကူညီပေးတာပဲတကယ်ရောက်သွားပြီးတာပဲမလွယ်ဘူးလမ်းတော်တော်ချင်းချင်းလိုင်းကားလေးလာဆိုကျွန်တော်လည်းချင်းလေးကမကောင်းတော့ဘူးတကယ်เนาะ ပြောချင်တာကချစ်ချစ်တုံးတကယ်ချီကျူးတိုက်တဲ့ခရီးတွေမှာပါတယ်။ဘာလို့လဲဆိုတော့ပြိုလဲနေတဲ့နေထားတော့မဟုတ်ဘူး။ဒီတန်ရှင်းကြောင့်တော့အပြင်းအပိုင်းမသွားတာပေါ့နော်။ကျွန်တော်ထပ်ပြောရင်လည်းပြဿနာကြီးတက်ပြီးညှိကုန်မှာဆိုလို့ဗျ။ဟုတ်လား။ဖြစ်မှန်နေလေ။နော်။ဒီကိတနပတ်တလို့ ူတို့ဘက်ကတောင်ဝင်ရှိတဲ့လူတယောက်ကလမ်းမျောထားတဲ့အတန်ဖိုင်တို့မှရှိသေးတယ်သူတို့ဘယ်လိုမျိုးဆက်ဆံထားတယ်ဘယ်လိုမျိုးနှစ်သိမ့်ထားတယ်ဆိုတော့ပေါ့တကယ်ခုလက်ရှိဟိုကလေးမလေးတွေကြောင်းတက်နေတယ်နော်တလားချစ်ချစ်တော့တော့အချိန်နေကြအောင်အကြောင်းကြောင်းကြောင်းအကြောင်းမတက်ဘူးဗျာအဲ့တော့ဟိုဘက်ကပညာရေးနဲ့ပတ်သက်တဲ့ဘက်ကပဲနည်းနည်းကြီးကြီးအန်ဒီနော် ကျွန်တော်တို့စိတ်ကြိုးနေတယ်သလားတကယ်တော့ဒီမှာနာမည်လည်းရှိတယ်နော်အန်တီဘာလည်းဆိုလည်းသိတယ်ကျွန်တော်ဖုန်းနံပါတ်အတဖိုင်ရှိတယ်သလားအဲ့လိုတွေမလုပ်ပါနဲ့ကိုယ့်ဘက်ကိုကလင်ကြီးကြည့်ကြရင်လည်းကြာလိန်ညင်နဲ့လိန်နော်ဒီလားဟိုဘာဒီမဲ့တော့ကတော့ခလေးကျမ်းမကြီးကြောင့်ဟိုကျွန်တော်အပေါ်ကဟိုဟာဖြစ်နေလို့ဒီဟာတောင်းနေလို့ပါဘာဖြစ်နေရမလဲလိုက်မလုပ်ပါနဲ့အမှန်အမှန်တိုင်းပဲဖြစ်ပါစေနော် အနည်းရက်လိမ်ကြီးနေအားကြီးလေကိုပေါင်လေးကိုလှမ်းပြီးတော့လိမ်ဒီလားတော့ဝယ်ပြန်တော့အလုံးကျစုတင်တယ်